ခရစ်တင်မြန်မာအတန် TVB ရဲ့ဇွန်လ18ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့အင်ဒိုနီးရှားတမရနဲ့စင်ကာပူဝန်ကြီးချုပ်တို့တွေ့ဆုံပြီးမြန်မာရေးဆွေးနွေးတဲ့သတင်း CRPH ကအတည်ပြုပြဋ္ဌာန်းလိုက်တဲ့ CDM ဥပဒေဝေဖန်ကန့်ကွက်ခံရတဲ့သတင်းနဲ့မြန်မာပြည်မှာ COVID-19 ထက်ခွဲအတည်ပြုလူနာသိပ်90ကျော်ထပ်တွေ့တဲ့သတင်းတွေနားဆင်ချင်ရပါပါ။ အင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဘီယန်တိုနဲ့စင်ကာပူဝန်ကြီးချုပ်လော်ရန့်စ်မောင်တို့တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုအပါအဝင်ဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာအကြက်တဲတွေကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးဆွေးနွေးခဲ့ကြပါတယ်။ စင်ကာပူပါလီမန်မှာနှစ်စဉ်ကျင်းပမည်ဖြစ်တဲ့ဆွေးနွေးပွဲအပြီးမှာခုလိုပြောလိုက်တာဖြစ်ပြီးတမရပရာပူဝိုကနှစ်နိုင်ငံစလုံးအနေနဲ့ခါစာကမ်းမြောင်ဒေသမှာဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေနဲ့အတူအစ္စရေးနဲ့အီရန်တို့ကြားတင်းမာမှုတွေမြင့်တက်လာတဲ့ပုံမှာနည်းနည်းရှိရှိစိုးရိမ်ပူပန်ကြောင်းကိုလည်းပြောလိုက်ပါတယ်။ ငင်းချတဲ့နီးနဲ့စဉ်စားညှိနှိုင်းအဖြစ်ရှာရဲရဲ့အေးပါမှုကိုကျွန်တော်တို့အလေးနဲ့ထားပြီးချက်ချင်းပြစ်ခတ်ရဆဲရင်းကိုတောင်းဆိုပါတယ်လို့အင်ဒိုနီးရှားသမ္မတကပြောပါတယ်။ဒါပြင်မြန်မာနိုင်ငံရဲ့အကြက်တဲကိုငင်းချစွာဖြစ်ရှင်းနိုင်ရေးအတွက်လည်းအပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုလိုအပ်ကြောင်းနိုင်ငံခေါင်းဆောင်တွေကအလေးပေးပြောကြားခဲ့ပါတယ်။ဒါပြင်နှစ်နိုင်ငံခေါင်းဆောင်တွေကအစိမ်းအောင်စီးပွားရေးနေဆက်ဖြတ်ကျော်စွန့်အင်ကုန်သွယ်မှုစာနယ်ဟိခါဖူလုံရင်းနဲ့ကာဗွန်နီးပညာတွေလိုနယ်ပယ်တွေမှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက် က်မှုတိုးမြှင့်ဖို့ရည်ရွယ်တဲ့မဟာဗျူဟာမြောက်နားလည်မှုစာချုပ်လွှာ MOUS ၅ခုကိုလည်းလက်မှတ်ရေးထိုးခဲ့ကြတဲ့လို့သတင်းမှဖော်ပြပါဗျာ။ ီရာဆွတ်လွတ်တော်ကိုစားပြုကော်မတီ CRPH ကပြတန်းလိုက်တဲ့အကြမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုဆရာနိုင်ငံဝန်ထမ်းဥပဒေပေါ်မှာဝေဖန်ကန့်ကွက်မှုတွေရှိနေပါတယ်ဒီ CDM ဥပဒေကိုစွန်လ23ရက်မှာထုတ်ပြန်ခဲ့ပြီး CDM မှာပါဝင်ခဲ့တဲ့ဝန်ထမ်းတွေအတွက်တရားမျှတမှုနဲ့အကာအကွယ်ပေးဖို့ရည်ရွယ်ခဲ့ပေမဲ့လည်းဒီဥပဒေရဲ့တချို့အချက်တွေဟာတော်လိုင်းရဲ့အင်အားစုတွေကြားမှာပဲကြေကြေပြန့်ပြန့် အငင်းပွားဝယ်ရာဖြစ်စေခဲ့ပြီးကောက်ပွက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ် CDM မှာမပါတဲ့သူတွေကိုအေးအေးယူရမှာပြည်သူလူထုပေါ့သူတို့ကျူးလွန်တဲ့ပြစ်မှုတွေအတိုင်းအေးအေးယူရမှာဖြစ်ပြီး CDM လှုပ်ရှားမှုမှာမပါဝင်တဲ့ဝန်ထမ်းတိုင်းကိုအေးအေးယူတာကဒီမိုကရေစီစံချိန်စံညွန်းတွေနဲ့လဲကွဲလွဲနေတဲ့ဆိုတဲ့သုံးသပ်မှုတွေရှိနေပါတယ် CDM ဥပဒေကိုတော့ဗမာနိုင်ငံလုံးဆိုင်ရာကြောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘာကတလူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN Democracy အရေးလှုပ်ရှားမှုသပိတ်ကော်မတီ DDMSC နဲ့တက္ကသိုလ်ဆရာသမဂ္ဂများကိုစားပြုကော်မတီတို့ကကန့်ကွက်ထားကြပါတယ်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့တိုင်ရင်ဌာနချုပ်တွေကိုအရခတ်တပ်တော်အေအေကထိုးစစ်ဆင်တိုက်ခိုက်လာပြီးတဲ့နောက်မြေပုံမြို့နယ်ကျွန်းတာယာမှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်ခဝဲရီတပ်စခန်းငယ်ကိုရုပ်သိမ်းသွားတယ်လို့မြေပုံဒေသခံတွေကပြောပါတယ်။ကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်လာတာကြောင့်ဇွန်လပထမပတ်ကလေးကစစ်ကောင်စီရဲ့ကျွန်းတာယာရှိခဝဲရီတပ်စခန်းကိုရုပ်သိမ်းပြီးကြောက်ဖြူဓညဝတီရီတပ်ဌာနချုပ်ကိုပူးပေါင်းသွားတာဖြစ်တယ်လို့မြေပုံမြို့နယ်ဒေသခံအမျိုးသားတယောက်ကပြောပါတယ်။ ခုရုတ်သိမ်းသွားတဲ့ခဝဲရေတပ်စခန်းဟာရခိုင်မှာတိုက်ပွဲဖြစ်ပွားတဲ့2023ခုနှစ်ကတည်းကပင်လယ်ပြင်ငါဖမ်းထွက်တဲ့ဒေသခံတွေကိုဖမ်းဆီးဝင်ညစ်တာတွေကိုမကြာခဏပြုလုပ်ခဲ့တဲ့စခန်းတစ်ခုလည်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့တစ်ပတ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသေ52ယောက်တွေ့ရလို့ရှေ့တစ်ပတ်ကထက်များလာတယ်လို့တွေ့တဲ့ရာဂိုင်းနှုန်းကလည်းနှစ်ဆလောက်များလာပြီးအသက်9နှစ်ရွယ်ကလေးတွေကဆက်လို့ COVID-19 ကောက်ွယ်ဆေးထိုးမဲ့အစီအစဉ်ကိုလည်းစစ်ကောင်စီကျန်းမာရေးဌာနကထောက်ပြန်ထားပါတယ်။ဇွန်လ10ရက်ည8နာရီကနေဇွန်လ15ရက်ည8နာရီထိတစ်ပတ်တွင်လူပေါင်း2285ယောက်ကိုစစ်ဆေးပြီးစီးခဲ့တာမှာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသေ52ယောက်တွေ့ရတယ်လို့ဇွန်လ 16ရက်ညမှာထုတ်ပြန်ပါတယ်။ဇွန်လ10ရက်ထိရေသရပတ်တွင်ပိုးတွေ့သူ31ယောက်ပိုးတွေ့နှုန်းတိတရမ44ရာခိုင်နှုန်းရှိပြီးအခုပတ်မှာတော့ပိုးတွေ့နှုန်းကနေသရပတ်28ရာခိုင်နှုန်းအထိမြင့်တက်လာပါတယ်။ဒီလူနာတွေထဲမှာပြင်းထန်လူနာ အထူးချမှတ်ကူတပေးရတဲ့လူနာနဲ့ COVID-19 ရောဂါနဲ့သေဆုံးသူလူနာမရှိဘူးလို့ဆိုပါရယ်။ထိုင်းနိုင်ငံမဲဆောက်မြို့မှာ၃ဘိန်းဆိုင်ကယ်မောင်းတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းအာဏာပိုင်တွေကဇွန်လ18ရက်မှာရှောက်ဖွေဖမ်းဆီးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့နေဆက်သူတွေစီကသိရပါတယ်။ဖမ်းဆီးရမိသူတွေကိုထိုင်းအာဏာပိုင်တွေကမဲဆောက်မြို့စီပင်တန်းရယုံထဲမှာထိန်းသိမ်းထားပါတယ်။အခုလိုဖမ်းဆီးတာဟာစီမံချက်ကြောင့်လား၊ရင်းစည်းကမ်းလမ်းစည်းကမ်းကြောင့်လား၊ဘာကြောင့်ဖမ်းတာလဲတော့မသိရဘူးလို့ဆိုပါတယ်။ပြီးကြတဲ့ရက်ပိုင်းကလည်းမဲဆောက်မြို့မှာတုံးပင်းဆိုင်ကယ်မောင်းတဲ့မြန်မာနိုင်ငံသား9ယောက်ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးအရေးယူခဲ့ပါသေးတယ်။တုံးပင်းဆိုင်ကယ်တွေမဖမ်းဆီးခင်ကလည်း e-bike တွေဖမ်းဆီးခဲ့လို့မဲဆောက်မြို့ပေါ်မှာ e-bike စီးနှင်းသူမတွေ့ရ တလောက်ဖြစ်နေပြီးအခုတခါဆမ်လော့၃ဘိန်းဆိုင်ကယ်တွေကိုထပ်ဖန်နေတာလို့မဲဆောက်ပြူနေထိုင်သူတွေစီကနေသိရပါတယ်။